သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ဧပြီလ23ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတိဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတိဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီရဲ့စီမံဘဏ္ဍာဒုဝန်ကြီးအောင်ဦးမောင်မောင်ဝင်းအဂတိမှုနဲ့ဖန်စီတရားစွဲဆိုခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီရဲ့စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဟောင်းဦးမောင်မောင်ဝင်း ဗဟုဘဏ်နဲ့စီမံဘဏ္ဍာရေးဝန်ကြီးဌာနတို့မှညှို့ချုပ်တို့ကိုအဂတိလိုက်စားမှုဆွဲချက်နဲ့ပြီးခဲ့တဲ့မတ်လနောက်ဆုံးပတ်အတွင်းမှာစစ်ကောင်စီမှဖမ်းဆီးတရားစွဲဆိုခဲ့ကြောင်းစုံစမ်းသိရှိရပါတယ်။လက်ရှိမှာဒူဝန်ကြီးဟောင်းဥမမောင်ဝင်းဟာနေပြည်တော်အချုပ်ထောင်မှာထိန်းသိမ်းခံထားရပြီးအဂတိလိုက်စားမှုတိုက်ဖြတ်ရေးဥပဒေပုံမှန်55နဲ့တရားစွဲဆိုခံထားရကြောင်းသိရှိရပါတယ်။၎င်းနဲ့အတူဗဟုဘဏ်ညွန်ကြားရေးမှုချုပ်ဦးမင်းဟန်စိုးနဲ့စီမံကိန်းနဲ့ဗန်နာရေးဝန်ကြီးဌာနမှညွန်ကြားရေးမှုချုပ်တူတို့ကိုလည်းစစ်ကောင်စီကအာဂရီလိုက်စားမှုတိုက်ဖြတ်ရေးဥပဒေပုံမှန်56နဲ့တရားစွဲဆိုထားပါတယ်။ အဆိုပါတရားစွဲဆိုမှုဟာအာဏာသိမ်းကာလအတွင်းဖြစ်ပွားခဲ့တဲ့ရန်ကုန်မှာရှိတဲ့မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် MFDB ရဲ့ငွေကြေးအဖွဲ့အစည်းများဆိုင်ရာဥပဒေအရချင်းငွေအငွေလှုပ်ဆောင်မှုများနဲ့ပတ်သက်ကြောင်းအဲ့ဒီကိစ္စကိုသိရှိထားတဲ့မစ်ဇီမာရဲ့သတင်းရင်းမြစ်တူကပြောဆိုပါရယ်။ဘဏ်မှာချင်းငွေတွေအငွေတွေနဲ့ပတ်သက်လို့ဒူးဝန်ကြီးအောင်ဦးမမောင်ဝင်းရဲ့စုပ်ဖြတ်ချက်နဲ့အဲ့ဒီကဥဆောင်ညွှန်ကြားရေးမှူးကဆောင်ရွက်ခွင့်ရှိတယ်။အဲ့ဒါတွေဆောင်ရွက်တဲ့နေရာမှာမယိုးမဖြောင်းတဲ့ပုံစံလေးတွေရှိခဲ့တာရှိတယ်။အဲ့ဒါကိုဝန်ကြီးကချက်မှတ်မှုအားနေတယ်ဆိုပြီးတော့သူ့ကိုအာဂရီနဲ့ဆွဲတယ်။ချက်မှတ်မှုအားနေတာနဲ့ ဟိုဟာအာဂရိလိုက်စားမှုနဲ့တော့ဥပဒေအရမဆိုင်ဘူးမဆိုင်တော့လဲအဲ့ဒီလိုဆွဲတယ်လို့ဆိုပါတယ်ဥမမောင်ဝင်းဟာမြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်မှာစီမံကိန်းဗန်ဒါရေးနဲ့စက်မှုဝန်ကြီးဌာနဒုတိယဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့ပြီးစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာအဲ့ဒီယာရုအတိုင်းပဲဆက်လက်ခန့်အပ်ခဲ့ပါတယ်။အဲ့ဒီနောက်ပြီးခဲ့တဲ့2024ခုနှစ်မေလမှာ၎င်းကိုယာရုမှအနာပေးကြောင်းစစ်ကောင်စီကကြေညာခဲ့ပါတယ်။လက်ရှိမှာတော့ဥမမောင်ဝင်းတို့၏အမှုကိုမန္တလေးတိုင်းတရားလွှတ်တော်မှတရားသူကြီးကနေပြည်တော်မှလာရောက်စစ်ဆေးနေကြောင်းသိရှိရပါတယ်။ ပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လအတွင်းကလည်းနိုင်ငံပိုင် MFTB ဘဏ်ရဲ့ဥဆောင်ညွှန်ကြားရေးမှူးဖြစ်သူဒေါက်ကီတီကိုငွေကြေးအလွဲသုံးစားလုပ်မှုနဲ့စစ်ကောင်စီကဖမ်းဆီးခဲ့ကြောင်းသတင်းများပေါ်ပေါက်ခဲ့ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စန့်ကျင်တိုက်ခိုက်သူများနဲ့ငြိမ်းချမ်းရေးဆွေးနွေးရန်မင်းအောင်လိုင်းကိုထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ကတွေ့ဆုံတိုက်တွန်းမင်းအောင်လိုင်းကတက်စင်ရဲ့အကြံပြုချက်ကိုနားထောင်လက်ခံဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမှာရှိတဲ့စန့်ကျင်တိုက်ခိုက်နေသူများနဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့အကြံဖတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ကတွေ့ဆုံတိုက်တွန်းခဲ့ကြောင်း Thai The Nation သတင်းဌာနကဖော်ပြထားပါတယ်။ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ရှင်နာဝက်ကယခု April အစောပိုင်းဘန်ကောက်မှာပြုလုပ်ခဲ့တဲ့ Beamstack ထိပ်သီးအစည်းအဝေးလာတက်တဲ့မင်းအောင်လှိုင်ကိုတီးတန့်တွေ့ဆုံခဲ့ပြီးရင်းတို့တွေ့ဆုံစဉ်မှာမင်းအောင်လှိုင်ကိုစန့်ကျင်တိုက်ခိုက်နေတဲ့တပ်ဖွဲ့တွေနဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့တက်စင်ကတိုက်တွန်းခဲ့ခြင်းဖြစ်တယ်လို့သိရှိရပါတယ်။ မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးပြန်လည်ရရှိဖို့ကျွန်တော်မြင်ကျင်တာကြောင့်သူနဲ့စကားပြောခဲ့ပါတယ်ကျွန်တော်အနေနဲ့နိုင်ငံကြီးတွေကိုပြောလို့ရှိတာကထိုင်းအနေနဲ့ကမြန်မာပြည်မှာငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးသောနည်းလမ်းနဲ့အကြံဖတ်မှုတွေအဆုံးသတ်သွားစေဖို့လိုလားတယ်ဆိုတာပါပဲလို့တပ်စင်ကဆိုပါတယ်စစ်ကောင်စီနဲ့တိုက်ရဲစကားပြောဆိုခြင်းနဲ့ငြိမ်းချမ်းရေးလမ်းစာကိုရှာဖွေရန်လိုအပ်ကြောင်းထိုင်းနိုင်ငံအနေနဲ့စစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုများအကြားမှာကြားဝင်ပြန်ပြည်သူအဖြစ်လှုပ်ဆောင်ရန်အသင့်ရှိကြောင်း၎င်းကရှင်းပြပါတယ်မင်းအွန်လိုင်းကသူ့ရဲ့အကြံပြုချက်များကိုနားထောင်လက်ခံခဲ့ကြောင်းတပ်စင်ကဆက်လက်ပြောပါတယ် သူကကျွန်တော်ရဲ့အကြံဉာဏ်ကိုနားထောင်လက်ခံပါတယ်။ကျွန်တော်အနေနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲမစခင်အချိန်ပေါင်းများစွာသူနဲ့စကားပြောဖို့လိုအပ်ပါတယ်လို့တက်စင်ကပြောဆိုပါတယ်။တက်စင်ကမြန်မာနိုင်ငံမှာကျင်းပရန်စီစဉ်ထားတဲ့ရေကောက်ပွဲအကြောင်းကိုမဆွေးနွေးခဲ့ပဲရှောင်ကျင်ခဲ့ကြောင်းနိုင်ငံရေးအကျဉ်းသားများလှုပ်ပေးရန်နဲ့ငြိမ်းချမ်းရေးစပွဲဝိုင်းမှာဆွေးနွေးရန်ဆိုတဲ့အာဆီယံရဲ့ရည်တည်ချက်ကိုတက်စင်ကအတိအမှတ်ပြုထားကြောင်းသတင်းဖော်ပြချက်အရသိရှိရပါတယ်။ အကြံပတ်စစ်ကောင်စီကနိုင်ငံတဝန်းစစ်ရှုံးနေပြီးလက်ရှိမြို့ပေါင်း၁၀၀နီးပါးကိုလက်လွတ်ဆုံးရှုံးထားကလာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲကိုကျင်းပရန်ကြိုးပမ်းလျက်ရှိနေပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဒေါ်ဆန်းစုကြည်ဘေကင်းကျမ်းမာစွာရှိနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ၂၈ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးကြောင့်နေပြည်တော်မှာထိကိုက်ပျက်စီးမှုများပြားခဲ့ပေမဲ့အချင်းချခံထားရတဲ့ဒေါ်ဆန်းစုကြည်မှာဘေကင်းစွာနဲ့ကျမ်းမာလျက်ရှိကြောင်း၎င်းနဲ့နီးစပ်သူများထံမှသိရှိရပါတယ်။ ဒါပြင်ဒေါန်ဆန်းစုကြည်ထံတပတ်တခါပို့ပေးနေကြအစားအသောက်တွေကိုလည်းငလင်လုတ်ခတ်ပြီးနောက်ပိုင်းပုံမှန်ပို့ပေးနေရကြောင်းသိရှိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကငလင်တန်ကြောင့်ဒေါန်ဆန်းစုကြည်ရဲ့လက်ဖြံယူချိုးသွားသည်ဆိုသည့်သတင်းများလည်းထွက်ပေါ်လာခဲ့ပါတယ်။ဒေါန်ဆန်းစုကြည်တမရဦးဝင်းမြင့်အပါဝင်2021ခုနှစ်အာနာသိမ့်ပြီးနောက်ဖန်စီထိမ့်သိမ့်ထားတဲ့အကျဉ်းသားအလုံးလွန်ငင်းချမ်းသာခွင့်အပြည့်အဝကြီးညာပေးဖို့ကုလသမဂ္ဂက April 17ရက်နေ့မှာတောင်းဆိုထားပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ဒေါ်ဆန်းစုကြည်ကိုဖမ်းဆီးချုပ်နှောင်ထားပြီး2024ခုနှစ်နှစ်လယ်ပိုင်းမှာစ၍နေပြည်တော်အချင်းထောင်မှတဆင့်ပြင်မနာမြို့အနီးတဲပြူကြီးရွာအခြေဆိုင်အမတ်6စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်ရှိအရာရှိငယ်နေတဲ့အိမ်တလုံးကိုပြောင်းရွှေ့ချုပ်နှောင်ထားခဲ့ပါတယ်။လက်ရှိမှာဒေါ်ဆန်းစုကြည်ရဲ့ကျမ်းမာရေးကိုစစ်တပ်ဆရာဝန်များကတာဝန်ယူထားပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့မိထီလာမျိုးအနီးကိုဗဟိုပြူပြီးပြင်းအား9.5အဆင့်ရှိတဲ့ငလင်လှုပ်ခတ်တိုက်တာနဲ့နေအိမ်များရိန်ထိုးသွား၍မန္တလေးဝန်းတွင်းအပါအဝင်မြို့ပြပြည်သူများလမ်းပေါ်ပြေးဆင်ရဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမိထီလာမျိုးအနီးကိုဗဟိုပြူပြီးပြင်းအား9.5အဆင့်ရှိတဲ့ငလင်လှုပ်ခတ်သွားကြောင်း American ဘူမိဗေဒငလင်စောက်ကြီးအဖွဲ့ USGS ကသတင်းထုတ်ပြန်ပါတယ်။ယနေ့ဧပြီလ23ရက်နေ့နံနက်8:55မိနစ်အချိန်မှာမိထီလာမျိုးအနီးကိုဗဟိုပြူပြီးပြင်းအား9.5အဆင့်ရှိတဲ့ငလင်လှုပ်ခတ်သွားကြောင်း အဆိုပါငလင်ကြောင့်မန္တလေးဝန်တွင်မြို့နယ်များအပါအဝင်မြို့နယ်အများစုမှာခံစားသိရှိရပြီးနေအိမ်တိုက်တာအဆောက်အအုံများရင်ထိုးသွားခဲ့ကြောင်းသိရှိရပါတယ်။ငလင်လှုပ်သွားတာအရန်ကိုတည်တာပါတယ်။ကိုလည်းလမ်းပေါ်ပြေးထွက်တော့ကိုထက်ငါလမ်းပေါ်မှာလူတွေရောက်နေနေပြီးငလင်ကဇက်တိုက်လှုပ်နေတာပဲနေဘက်လှုပ်တော့တိကျိန်နဲ့ပြေးကျိန်ရှိတာတော်သေးတယ်လို့မန္တလေးမှဒေသပြည်သူတို့ကပြောဆိုပါတယ်။ဝန်တွင်မျိုးမှပြည်သူတို့ကလည်းယနေ့နဲ့နဲ့၈နာရီ55မိနစ်အချိန်လှုပ်ခတ်ခဲ့တဲ့ငလင်ကရခိုင်ကထပ်ပိုရပြင်းထန်လာကြောင်းပြောဆိုပါရတယ် အမျိုးသားညီညွတ်ရေးအစိုးရရဲ့သတင်းထုတ်ပြန်ချက်မှာတော့ယနေ့ဧပြီလ23ရက်နေ့မြန်မာစံတော်ချိန်နနက်8:54မိနစ်အချိန်မန္တလေးတိုင်းဝမ်တွင်းမြို့အနီးမြေအောက်အနက်10ကီလိုမီတာကိုဗဟိုပြု၍အင်အား Raider Scout 9.6အဆင့်နဲ့အင်အားအသင့်တင့်ရှိတဲ့မြင်းငလင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ကြောင်းစကိုင်းငလင်ကြီးရဲ့နောက်ဆက်တွဲငလင်ငယ်များဆက်လက်လှုပ်ခတ်နိုင်တဲ့အထက်ငလင်ဘေးဆောင်ရန်ရှောင်ရန်သတိပြုရန်များနဲ့အညီနေထိုင်ကြပါရန်သတိပေးချက်ထုတ်ပြန်ထားပါတယ်မတ်လ28ရက်နေ့ကပြင်အား9.8အဆင့်ရှိတဲ့ငလင်လှုပ်ခတ်ပြီးနောက်နောက်ဆက်တွဲငလင်ပေါင်း128ကြိမ်လှုပ်ခတ်ခဲ့ကြောင်း ယနေ့နေ့နောက်ပိုင်းလှုပ်ခတ်ခဲ့တဲ့ငါးတသမငါးအဆင့်ရှိတဲ့ငလင်မှာဝမ်ရွေမျိုးရဲ့အရှိမြောက်ဘက်ကိုးမိုင်ကိုဗဟုပြုပြီးလှုပ်ခတ်ကြောင်းစစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မိုးပြဲမျိုးကိုစစ်တပ်ကဆက်လက်စစ်ကြောင်းထုံးနေပြီးတိုက်ပွဲပြင်းထန်နေပြီးနေပြည်တော် PDF တပ်ခွဲမှတူတပ်ခွဲမှုတအုပ်ကြဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ဖေကုံမြို့နယ်မိုးပြဲမျိုးကိုအကြံဖတ်စစ်တပ်ကဆက်လက်စစ်ကြောင်းထုံးနေပြီးတိုက်ပွဲပြင်းထန်နေပြီးနေပြည်တော် PDF တပ်ခွဲမှ တုတက်ခွဲမှုတူအကြဆုံးခဲ့ကြောင်းနေပြီးတော့ PDF တက်ရင်839မှာတာဝန်ရှိသူတူကပြောကြားလိုက်ပါတယ်။မတ်လ22ရက်နေ့ကမိုးပြေလွိုက်ကောလမ်းမိုင်းကိုပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်အကြံဖတ်စစ်ကောင်စီတက်ကလက်နက်ကြီး၄ကြောင်းပစ်ကူယူပြီးအင်အားအလုံးအင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာတိုက်ပွဲပြင်းထန်ခဲ့ပြီးအမှတ်839တက်ရင်နေပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ထဏောင်းစစ်ကြောင်းတက်ခွဲတက်မှတုတက်ခွဲမှုရဲဘော်ငတိကြဆုံးက၄ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ကြတာကတော့ခွဲမှုတစ်ယောက်ထဲပါထိတာကတော့နောက်ထပ်ရဲဘော်၄ယောက်ထိတယ်။ စစ်ခွေးတွေဘက်ကရှေ့ကိုစွတ်တိုးပြီးအတင်းပြစ်လို့ကျွန်တော်တို့ဘက်ကလည်းနောက်မဆုတ်ပဲခုခံကာကွယ်ရင်းတုတက်ခွဲမှုကြသွားတာစစ်ခွေးတွေဘက်ကတိုးလာရင်တော့ကျွန်တော်တို့ကာကင်းရဲဘော်တွေနဲ့ထိတွေ့မှုအမြဲဖြစ်တယ်စစ်ခွေးတွေဘက်ကကြာဆုံးမှုတော့မသိရဘူးလို့နေပြီးတော့ PDF တက်ရင်း1395မှာတာဝန်ရှိသူတို့ကပြောကြပါတယ်ရဲဘော်ငတိဟာအမှတ်1395တက်ရင်းရဲ့အပတ်စဉ်နှစ်အခြေခံစစ်တင်ပြီးမြောက်ပြီးနောက်နှစ်နှစ်ခွဲကျော်ကြာရာတာဝန်များကိုရွရွချွညွထမ်းရွက်ခဲ့တဲ့စံပြရဲဘော်ကောင်တို့ဖြစ်ကြောင်းရဲဘော်ငတိဂုံယောင်ထွန်းပြောင်စွာကြာဆုံးသွားတဲ့အတွက်ကြံရည်သူမိသားစုနဲ့ထက်တူဝန်နဲ့ဥညွတ်ဂုံယူပါကြောင်း တရင်ရှိ305အနေနဲ့စစ်အာဏာရှင်စနစ်ကြဆုံးရေးအတွက်အာတုံခွန်ဆိုင်ပုံမိုးစူးစမ်းတောင်းဝန်ထမ်းဆောင်သွားမှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ် အကြံဖတ်စစ်ကောင်စီတပ်က2025ခုနှစ်နှစ်စပိုင်းမှာစပြီးမိုးပြေလွိုက်ကောလမ်းမိုင်းကိုပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်လက်နက်ကြီးပစ်ကူ drone နဲ့လေကြောင်းပစ်ကူအလွန်ကျွံတုံးပြီးထိုးစစ်ဆင်လျက်ရှိပြီးမဟာမိတ်တပ်ပေါင်းစုနဲ့နေစဉ်ရက်ဆက်တိုက်ပွဲပြင်းထန်လျက်ရှိကြောင်းသိရှိရပါတယ်။ယခုလက်ရှိအခြေအနေအရမိုးပြေမြို့ကိုပူးပေါင်းတပ်မှထိန်းချုပ်ထားပြီးအကြံဖတ်စစ်ကောင်စီတပ်ကတိုက်ပွဲ area မဟုတ်တဲ့နေရာတွေကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းလေကြောင်းနဲ့ပုံကျဲတိုက်ခတ်ခြင်းများပြုလုပ်လျက်ရှိတဲ့အတွက်အရက်သားပြည်သူများထိခိုက်ဒေဆုံးမှုများလည်းရှိကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ငလင်အလွန်စစ်ကောင်စီတိုက်ခိုက်မှုများအတွက်အရေးပေါ်ဆောင်ရွက်ရင်လုံခြုံရေးကောင်စီကိုကုလကျွမ်းကျင်တိုက်တွန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာပြီးခဲ့တဲ့လကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်ပျက်စီးခဲ့တဲ့ဒေတာများမှာစစ်ကောင်စီရဲ့လက်ရှိတိုက်ခိုက်မှုများကိုဖြေရှင်းရင်လုံခြုံရေးကောင်စီအနေနဲ့ဆုံးဖြတ်ချက်တစ်ခုချမှတ်သင့်ကြောင်းမြန်မာဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom and Drew က April 10ရက်နေ့ကတိုက်တွန်းလိုက်ပါတယ် လိုအပ်နေတဲ့ဒူရီစီငလင်ကေစေးရေးတွေရောက်ဖို့အရင်တိုက်ခိုက်မှုတွေကိုရပ်ဖို့စစ်တပ်ကအစပိုင်းမှာညှင်းဆုပ်ခဲ့ပေမဲ့နောက်ဆုံးမှာတော့စစ်စင်ရေးတွေဆိုင်းငံ့ထားမယ်လို့ပြီးခဲ့တဲ့ဒိမက်ကကြေညာခဲ့ပါတယ်။ဒါပေမဲ့အန်အားတင့်စရာကောင်းစွာပဲစစ်တပ်ကသူတို့ရဲ့အပြစ်ခက်ရဲစဲရေးကြေညာချက်ကိုချိုးဖောက်ပြီးဒါဇင်နဲ့ချီးတဲ့တိုက်ခိုက်မှုတွေထက်လောက်ကတေကြီးပျက်စီးမှုတွေဖြစ်ခဲ့ပါတယ်။ဒါအပြင်အကူအညီအသေးအတန်လိုအပ်နေသူအမြောက်အများစီအကူအညီပေးရေးကိစ္စတွေကိုဆက်ပြီးဟန့်တားနေပါတယ်။ဒါကအခြေအနေတွေကိုပိုဆိုးသွားစေပါတယ်လို့ Tom and Drew ကဆိုပါတယ်။ လုံခြုံရေးကောင်စီအနေနဲ့မြန်မာနိုင်ငံကပြစ်ပကတ်ဖြစ်ပွားနေတဲ့အင်အားစုအလုံးထိုးစစ်ဆင်နေတဲ့စစ်ရေးလှုပ်ရှားမှုတွေရပ်တန့်စေဖို့နဲ့စစ်ကောင်စီရဲ့လူအခွင့်အရေးချိုးဖောက်မှုနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကယ်ဆယ်ရေးလုပ်ငန်းတွေကိုအဟန့်အတဖြစ်စေတဲ့လုပ်ရက်တွေကိုအဆုံးသတ်စေဖို့တောင်းဆိုတဲ့ဆုံးဖြတ်ချက်တစ်ခုကိုအရေးပေါ်စဉ်းစားတင်ပါတယ်မြန်မာမှာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကလွန်ခဲ့တဲ့၄နှစ်အတွင်းမြန်မာပြည်သူတွေခံစားခဲ့ရတဲ့အဖြစ်အဆိုးတွေကနောက်ဆုံးတစ်ခုပါပဲလို့ Tom Andrew ကပြောပါတယ် စစ်တပ်ဂိတ်တွေမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဝန်ထမ်းတွေတာစီစစ်စစ်ခံရတယ်ချင်းချောက်ငွေညစ်ခံရတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်ငလင်တန်ဆူဆူကြောကြောထိကြိုက်ခဲ့တဲ့စကိုင်းတိုင်းအပအဝင်အတိုက်ခံတွေထိန်းချုပ်ထားတဲ့နေမြေတွေကိုစစ်တပ်ကအသွာအလာပိတ်ဆို့ထားပါတယ်စစ်ကောင်စီတပ်သားတွေကတရုတ်ချက်ချင်းဤအသိရင်နှန်းကိုလည်းပိတ်ခတ်ခဲ့ပါသေးတယ်လို့အင်ဒရူးကပြောပါတယ်စစ်ကောင်စီကငလင်လုတ်ခတ်ပြီးနောက်ရပ်ပိုင်းအကြမ်းမှာပဲစစ်မှုထမ်းစည်းရင်းများဆက်လက်ကောက်ယူနေခဲ့ပြီးလူငယ်များကိုဖမ်းဆီးကာကယ်ဆယ်ရေးလုပ်ငန်းများကိုလည်းဆူဆူကြောကြောဟန်တာနှောက်ရက်ခဲ့တယ်လို့အင်ဒရူးကဆိုပါတယ် ငလင်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုပံ့ပိုးကူညီပေးရမယ့်အစားစစ်ကောင်စီတပ်သားတွေကပျက်စီးသွားတဲ့အကြောင်းတွေနဲ့ဝင်ရောက်လူရက်တာတွေလည်းတွေ့ရပါတယ်။မြန်မာနိုင်ငံမှာစိုးရွားလာတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျက်အတဲနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေပေါ်စစ်ကောင်စီရဲ့ဟန်တာနောက်ရှက်နေမှုကြောင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့မြန်မာပြည်သူတွေကိုအကာအကွယ်ပေးဆောင်ရွက်ဖို့အရေးကြီးပါတယ်လို့ Tom Andrew ကပြောပါတယ်။အဲ့ဒီတော့ငလင်နဲ့ပတ်သက်ပြီးမတ်ပန်ဆယ်လူမှလည်းဒီငလင်ကြောကလည်းကိုရီးယားကားလိုပဲမပြေးနိုင်တော့ဘူးဒီနေ့မနက်လဲငါအထက်ထက်လုတဲတဲ့တော်ပါတော့ဟဲ့ငိမ့်ငိမ့်နေပါတော့ ကြံအချိုနေကြီးငလင်ကလည်းလှုပ်သေးတယ်ဟိုမအိမ်လုံးတွေကလည်းလေရင်နဲ့အကျဲမပြတ်ဘူးစောက်ပုကိုမြေမျိုးပြီးမှရက်မယ်ဆိုလဲအမြန်မျိုးသွားလိုက်တော့ဟဲငလင်နဲ့ဂျပုစက်တရေပေါင်တုံးနေတာဆိုပြီးပြောဆိုထားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလို့ဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပေးသားများအားလုံးကိုကျေးဇူးထူပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်းပြပါသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ